ီနေ့မှာဆိုရင်တော့ Manchester United အသင်းကဘယ်ကနေစတင်ခဲ့တယ်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းဟာအင်္ဂလန်နိုင်ငံ Great Trafford မြို့အခြေစိုက် Professional ဘောလုံးအသင်းတစ်သင်းပဲဖြစ်ပါတယ် Reddy Bell လို့နာမည်ပြောင်းပေးထားပြီးတော့1888ခုနှစ်မှာတော့ Newton Head LYR Football Club အဖြစ်စတင်တည်ထောင်ခဲ့တာ1902ခုနှစ်မှာတော့ Manchester United ဆိုပြီးတော့နာမည်ပြောင်းခဲ့တာဖြစ်ပါတယ် Manchester Carlton မှာစတင်ကစားပြီးတဲ့နောက်မှာတော့သူတို့ရဲ့လက်ရှိကွင်းဖြစ်တဲ့ Old Trafford ကို1910ခုနှစ်မှာပြောင်းရွှေ့ခဲ့ပါတယ် Manchester United အသင်းဟာဥရောပတွင်အအောင်မြင်ဆုံးအသင်းများထဲမှတစ်သင်းအဖြစ်ပါဝင်ပြီးတော့ကလပ်အသင်းရဲ့ပထမဆုံးရယူနိုင်ခဲ့တဲ့ Super League မှာ 1886ခုနှစ်တွင်နယူတန်ဟက်အလွန်အားအဖြစ်စုကူးခဲ့သောမန်ချက်စတာဖလားပဲဖြစ်ပါတယ်။ပြည်တွင်းတွင် United အသင်းဟာ Premier League ဖလား20ကြိမ် FA ဖလား73ကြိမ် League ဖလား6ကြိမ်နဲ့ FA Community တိုင်း22ကြိမ်တို့ကိုစံချိန်တင်ရရှိထားကဥရောပတွင်လည်း UEFA Champions League 3ကြိမ် UEFA Europa League 2ကြိမ် UEFA Winner Cup 2ကြိမ် UEFA Super Cup 2ကြိမ် International Cup 2ကြိမ်နဲ့ FIFA ကမ္ဘာ Club ဖလား2ကြိမ်စီရရှိခဲ့ပါတယ်။1945ခုနှစ်တွင် Manager အဖြစ်ခန့်အပ်ခံရတဲ့ Matt Bobby ဟာပြည်မြအသက်22နှစ်သာရှိပါသေးတယ်။ ယ်အသင်းတသင်းကိုတည်ထောင်ခဲ့ပြီးတော့ Bobby Baby လို့နာမည်ပြောင်းရရှိခဲ့ပြီးတော့1950ခုနှစ်တွင်ဒီဖလားများဇက်တိုက်ရရှိခဲ့ကဥရောပဖလားပြိုင်ပွဲတွင်ရှင်ပိုင်ကစားခဲ့တဲ့ပထမဆုံးအင်္ဂလိပ်ဘောလုံးအသင်းတသင်းဖြစ်လာခဲ့ပါတယ်မြူးနစ်လင်းပြကြမှုတွင်ကစားသမား၈ဦးထိတည်ဆုံးခဲ့တော်လဲ United Trinity ဟုလူသိများကြတဲ့ခြေဝင်းကစားသမားဖြစ်သည့် Josh Bat, Dennis Law, Bobby Charlton တို့၏အဖွဲ့ကို Bobby ကပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်သူတို့ဟာ1968ခုနှစ်တွင်ဥရောပဖလားကိုစုကူးနိုင်သည့်ပထမဆုံးအင်္ဂလိပ်အသင်းတသင်းဖြစ်လာခြင်းမပြုမီလီဖလားနှစ်ခုကိုလည်းထပ်မံစုကူးနိုင်ခဲ့ပါတယ် ဘော်ဘီအားယူပြီးတဲ့နောက်ဂျာထဲမှာမန်ချက်စတာယူနိုက်တက်အသင်းဟာအောင်မြင်မှုတွေဝေးကွာလို့နေခဲ့ပြီးတော့ကလပ်ရဲ့တက်တန်းအကြဆုံးနဲ့အောင်မြင်ဆုံးမန်နေဂျာဖြစ်လာသည်ဆာအဲလက်ဖာဂူဆန်ရောက်ရှိလာချိန်1986ခုနှစ်မှ2013ခုနှစ်အတွင်းလီဗလား73ချိန် FA ဖလား9ချိန်နဲ့ချန်ပီယံလီဗလား2ချိန်အပါအဝင်စူပလားပေါင်း38လုံးကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်1998 1999ဘောလုံးရာသီဖာဂူဆန်ရဲ့လက်ထက်မှာတော့ကလပ်အသင်းဟာပရီးမီးယားလီဂ်ဖလား FA ဖလားနဲ့ UEFA ချန်ပီယံလီဂ်တို့ကိုရရှိခဲ့ပြီးဖလား3လုံးရရှိသည့်ပထမဆုံးအင်္ဂလိပ် ါလုံးကလပ်အသင်းဖြစ်တမိုင်းတွင်ခဲ့ပါတယ်2016 2019ဟိုဆင်းမော်ရီညိုရဲ့လက်ထက်ယူပါလီဖလားကိုစုကူးရာတွင်လဲ United အသင်းဟာမူလ UEFA ကလပ်ပြိုင်ပွဲ၃ခုဖြစ်တဲ့ Champion League ယူပါလီဝင်းနာကတ်တို့ကိုရရှိထားတဲ့ကလပ်အသင်း၅အသင်းအနက်မှတသင်းအပါအဝင်ဖြစ်ခဲ့ပါတယ် Manchester United အသင်းဟာကမ္ဘာပေါ်မှာပရိသတ်အများဆုံးအားပေးသည့်ကလပ်အသင်းတွေထဲကအသင်းတစ်သင်းဖြစ်ပါဝင်လာခဲ့ပါတယ်2016 2019ခုနှစ်မှာတော့ကမ္ဘာပေါ်မှာဝင်ငွေအများဆုံးဘောလုံးအသင်းဖြစ်တစ်နှစ်ဝင်ငွေယူရို686.3သန်းနဲ့2019ခုနှစ်တွင်ကမ္ဘာ တတိယတန်ဖိုးအရှိဆုံးဘောလုံးအသင်းအဖြစ်ပေါင်း3.55ဘီလီယံဒေါ်လာ3.81ဘီလီယံဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။2005ခုနှစ်မှာအမေရိကန်စီးပွားရေးလုပ်ငန်းရှင်မဲကွန်ဂလေးစာမှပေါင်တန်း800နီးပါးတန်ဖိုးရှိသောဝယ်ယူမှုအပြီးတွင်ကလပ်အသင်းဟာချေးယူငွေပေါင်တန်း900ကျော်အကျွေးတင်ခဲ့ပါတယ်။ဂလေးစာမိသားစုဟာကလပ်အသင်း၏အလုံးစုံပိုင်ဆိုင်မှုနှင့်ထိန်းချုပ်မှုကိုဆက်လက်ပိုင်ဆိုင်ထားတော်လဲ2012ခုနှစ်မှာစ၍ကလပ်၏ share အချို့ကို New York Stock Exchange မှာစာရင်းသွင်းခဲ့ပါတယ်။လက်ရှိမှာတော့အသင်းပိုင်ရှင်နေရာမှာနောက်ထပ်အစု share အများစုပိုင် နဲ့အင်္ဂလန်တန်းကြွယ် INEOS တို့ပါပါဝင်လာပြီးတော့အကစားရေးရာပိုင်းကိုအဓိကထိန်းချုပ်က United ကိုဦးဆောင်နေတာဖြစ်ပါတယ် INEOS လက်အောက်မှာ United ရဲ့ပြုပြင်ပြောင်းလဲမှုတွေများစွာမြင်တွေ့နေရပြီးတော့အရင်လိုအောင်မြင်မှုတွေပြန်လည်ရယူနိုင်မလားဆိုတာကိုတော့စောင့်ကြည့်ရင်းစရာကောင်းနေပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တော့အစီအစဉ်တိဆက်သူဖော်ပါလေးဖြစ်ပါတယ်